မချစ်ဥပင်ဟာပင်ပြောက်ပင်ငယ်မျိုးချီပြီးအမြင့်တပေကန်းရှိသည်ရေခဲပင်အောင်းနိုင်ပေါက်ရောက်တော်ပင်မျိုးချီသည်ပင်သည်ဖြစ်ပြီးပင်စီအစင်းရောင်ရှိပြီးချောင်းမွေသည်အရွက်ရွက်ဆိုင်ထွက်သည်ဖြောင်းမှတ်သည်ကျိုးပြားသေးပုံရှိပြီးရွက်ထိတ်ခြွန်သွဲသည်ရွက်ညာမဲ့သည်ရွက်လက်ကြောထင်ရှားသည်နှလက်မောက်ဤလက်မရှိသည်အပွင့်ပွင့်ဒီပွင့်သည်တင်မနှလက်မအထီရှိသည်ခေါင်းလောင်းပုံထစ်သည်စိမ့်ဝရောင်ရှိသည်ဥလုံးဝိုင်းသည် အဖြူရောင်ရှိသည်ကြက်သွန်ဦးနစ်စင်သည်အသုံးဖြူနိုင်သည့်အစိပ်ပိုင်းများဥမြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများကချင်ပြည်နယ်မြောက်ပိုင်းရေခဲများဖုံးအုပ်သောဒေသတွင်များစွာပေါက်ရောက်သည်ရေခဲများဖုံးအုပ်ချိန်၌ရေခဲများအောင်း၌ပေါက်ရောက်သည်ရေခဲများအကြီးပြော်သွားသောအခါမှပေါ်ထွက်လာသည်ပေါက်ရောက်ပုံတဘာဝအလျောက်ပေါက်ရောက်သည်အသုံးဝင်ပုံ အာနိသင်မြန်မာစေကျမ်းများအလိုအရ၎င်းဥဒီခါသည်စိန်သည် အသက်ကိုရှေးစေနိုင်သောဂုဏ်သက်သည့်ရှိ၏လူသားလို့အကရရေးကြီးသောလေရက်ကို အားပေး၏ရိုးရော့နေသောကိုငွေအပူသက်ကိုထစ်ထွန်နိုင်ရန်များစွာအထောက်ပံ့ပြု၏အသုံးပြုပုံဥဒနမချစ်ဥ၍ထူးခြားသောအစွမ်းသက်သည့်ရှိ၍ရင်းကိုမအိုမနာမသေးဆဲဟုယူဆကြသည် နှင့်